အခုတင်ဆက်ပေးမယ့်သတင်းကတော့အုတ်ကံပဋိပက္ခဖြစ်စဉ်မှာဒဏ်ရာပြင်းထန်သူတွေအနက်တအူးသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အုတ်ကံပဋိပက္ခဖြစ်စဉ်မှာအပြင်းထန်ဒဏ်ရာရရှိသူ၃ဦးအနက်ကစောစောနိုင်ဆိုသူဟာမေလ၁ရက်နေ့ဒီကနေ့နနက်တနာရီခွဲခန့်မှာတေဆုံသွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အဲ့ဒီဖြစ်စဉ်မှာပါဝင်ကျူးလွန်တယ်လို့တနင်္လာရှိသူ၅ဦးကိုမေလ၁ရက်နေ့နနက်တနာရီခွဲကရတပ်ဖွဲ့အင်အား၁၀၀ဝန်းကျင်နဲ့ ုတ်ကံမျိုးပဏီပင်ကျေးရွာအတွင်ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။လက်ရှိမှာအဆိုပါဖမ်းဆီးထားသူတွေအနက်၉ဦးကိုမင်္ဂလာတုံမြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးကြံချောက်ဦးကိုတော့အင်းစိန်ရဲစခန်းမှာထိန်းသိမ်းစစ်ဆေးလျက်ရှိရလို့ရန်ကုန်တိုင်းဒေသကြီးဒုတိယရဲတပ်ဖွဲ့မှဖြစ်သူဒုတိယရဲမှူးကြီးဦးတက်လွင်ကပြောကြားခဲ့ပါတယ်။ တန်ရာရှိသူတွေကိုဖမ်းဆီးခဲ့စဉ်ကဂျင်ဂလိ73ခုဓမ္မတချောင်းနဲ့လေးခွာနှစ်ခုတို့ကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။လက်ရှိဖမ်းဆီးခံထားရသူတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးအခြားကျူးလွန်သူတွေကိုလည်းဆက်လက်ဖမ်းဆီးထိန်းသိမ်းဖို့ရှိရလို့သိရပါတယ်။ပဋိပက္ခဖြစ်စဉ်အတွင်မီးလောင်မှုကြောင့်နေ81လုံး၊ဗလီ1လုံး၊စာတင်ကျောင်းတစ်ကျောင်းနဲ့အုတ်ကံမျိုးပေါ်ရက်ွက်တွေမှာရှိတဲ့နေအိမ်တွေနဲ့ဆိုင်ကန်း90ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဥက္ကံမျိုးအတွင်ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပါကအများဆုံးထိမ့်သိမ့်နိုင်မှုအတွက်ရတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ထားတဲ့အပြင်တမတော်သားတွေလည်းလုံခြုံရေးဆောင်ရွက်ဖို့ရောက်ရှိနေတယ်လို့သိရပါတယ်ရှင်။ကနဦးသတင်းတွေအရတနင်္လာရှိသူ15ဦးကိုဖမ်းဆီးထိမ့်သိမ်းထားပြီးမသိင်္ဂါသူတွေကိုလည်းဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။